င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။မန္တလေးတိုင်းဒေသကြီးတွင်2025မတ်လ9ရက်နေ့မှ16ရက်နေ့အထိမိုးရွာသွန်းနိုင်တဲ့အလားအလာမရှိဘဲနေ့အပူချိန်များတိုးလာနိုင်ပါတယ်။2025မေလတွင် ရခိုင်ပြည်နယ်တောင်ပိုင်းရခိုင်ကမ်းရိုးတန်းဘင်္ဂလားပင်လယ်အော်ကိုလေပြင်းအားနှင့်ရေဝန်များချုပ်ကဲ့ရောက်ရှိလာနိုင်ပါသည် သတိထားစောင့်ကြည့်ရမည့်အခြေအနေဖြစ်ပါတယ်။တန်ရွဲခရိုင်မေလမှာရွာသွန်းမြဲထက်သုံးဆပူမိုရွာသွန်းနိုင်ပါတယ်။မြမပင်လေပြင်လှိုင်းနေငယ်မှလှိုင်းတင်တင်ရှိမီလှိုင်းမြင့်မှာမြမကံယိုရန်တလျှောက်နှင့်ကန်းလွန်ပင်လေပြင်တို့တွင်၄ပေမှ9ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ် အရှိပိုင်းတို့တွင်နေရာကွက်ကြားမှ နေရာကျဲကျဲမိုးရွာနိုင်ပါသည် နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်နေတဲ့အထိခံမှန်းချက်အများအဖြစ်တာယာမီရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်နေတဲ့အထိခံမှန်းချက်အများအဖြစ်တာယာမီမန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်နေတဲ့အထိခံမှန်းချက်အများအဖြစ်တာယာမီ မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအတစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်